နေပြည်တော်ပေလုံစေယုံနဲ့မန္တလေးရှိအောင်မြင့်မို့ဟိုတယ်တို့မှတည်ဆုံးသူ၃ဦးရဲ့ရုံလောင်းများအားဧပြီလ၄ရက်နေ့မှာရှာဖွေတွေ့ရှိခဲ့တယ်လို့မြန်မာနိုင်ငံမိသားတပ်ဖွဲ့ကသတင်းထုတ်ပြန်ပါတယ်။အများပြည်ကလေးလှုပ်ခတ်မှုကြောင့်နေပြည်တော်ဩဒရာဒေနီမျိုးနဲ့ပေလုံစေယုံအစအဦးပြိုကျပျက်စီးပြီးပြည်မိနေသူများအားရှာဖွေရာဧပြီလ၄ရက် နန်နက်7နာရီ55မိနစ်မှာအမျိုးသမီးတဦးရဲ့ရော်လောင်းကိုရှာဖွေတွေ့ရှိခဲ့ခြင်းဖြစ်ပါသည်။ရှာဖွေမှုကမြန်မာနိုင်ငံမိသက်တပ်ဖွဲ့ဌာနချုပ် VN နိုင်ငံနဲ့ UAE နိုင်ငံတို့မှရှာဖွေကိစ္စရေးတပ်ဖွဲ့ဝင်များပူးပေါင်းလှုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီးရှာဖွေကိစ္စရေးလုပ်ငန်းများဆက်လက်ဆောင်ရွက်နေကြောင်းသိရပါသည်။အလားတူအေဘီလာ၄ရက်နေ့ပိုင်းတွင်လည်းမန္တလေးဒေသကြီးပြည်ကြီးတခုမြို့နယ် 88လမ်းနဲ့115လမ်းတောင်ရှိအောင်မြင့်မော်ဟိုတယ်အစားအုံပြိုကျပျက်စီးပြီးပြည်မိနေသူများအားရှာဖွေရာတည်ဆုံးသူနှစ်ဦးရဲ့အလောင်းများကိုရှာဖွေတွေ့ရှိခဲ့ပြီးရှာဖွေကိစ္စရေးလုပ်ငန်းများကိုဆက်လက်ဆောင်ရွက်ရရှိကြောင်းသိရပါသည်။